အလုံးကိုခရစ်တော်နာမ၌ပြန်လဲနှုတ်ဆက်ပါれတဲ့နောက်၌ပြရခင်ညင်တဲ့ချင်းတက်ရောက်ပါစေလို့ဥစွာနှုတ်ခွန်းဆက်တာလိုက်ပါれဒီနေ့မှလည်းပဲယုံကြည်သူများမိမိရဲ့ခန္ဓာအားဖြင့်ပြရခင်ရဲ့ပုံတို့ကိုထင်ရှားစေပို့ရန်အတွက်ပြရခင်အလိုတော်ရှိတဲ့အကြောင်းနှုတ်ကပတော်အားဖြင့်ခန္ဓာပေးချင်ပါれပြန်လဲပြီးတော့မှနှုတ်ဆိုရင် ဝိမျှတိုက်တွန်းလိုပါတယ်နှုတ်ကပတော်ကဘာပြောလဲဆိုရင်သခင်ယေရှုခရစ်တော်ဘုရားကငါ၌စိကလိုတော်သူဖြစ်ရင်ကိုယ်လက်ကိုယ်ကိုကိုညင်ပယ်ရမယ်ကိုယ်လက်ဝါးကတိုင်ကိုထမ်းပြီးတော့ငါနောက်တော့လာရမယ်လို့ပြောပါတယ်ခရစ်တော်နောက်လိုက်ဖို့အတွက်ခရစ်တော်၌စိကလိုတော်သူဖြစ်တဲ့ဆိုရင်မိမိကိုယ်ကိုအရင်ဆုံးညင်ပယ်ရမှာဖြစ်တယ် မိမိရဲ့လက်ဝါးကပ်တိုင်ကိုနှိပ်တိုင်ထမ်းပြီးတော့ခရစ်တော်နောက်ကိုလိုက်ရမှာဖြစ်တယ်လို့တကင်စုကမိန့်ပါပါတယ်မိမိကိုကိုညင်းပယ်ခြင်းဆိုတာပါလေဆိုလို့ရှိရင်ကျွန်တော်ရဲ့အတ္တတဲမှာကျွန်တော်ရဲ့ကိုခန္ဓာတွေးတာတမမူရီကျွန်တော်ရဲ့အတ္တတဲမှာလိုချင်တတ်မတဲ့အရာဖြစ်ခြင်းနဲ့ဆန္ဒကြီးကိုဖြစ်ခြင်းနဲ့အရာနဲ့ဖရာရဲ့ဆန္ဒ ဆန့်ကျင်လာလို့ရှိရင်ကျွန်တော်တို့ရဲ့စန္ဒကိုပေးဖယ်ပြီးတော့မှကြိုးခိုင်းပြီးတော့မှခရစ်တိုရဲ့စန္ဒကိုလိုက်ရမှာဖြစ်ပါတယ်။ဒါကိုမိမိကိုယ်ကိုညှင်းပယ်ခြင်းလို့ပြောပါတယ်။ကောလဝါကတိုင်ကိုထမ်းခြင်းဆိုတာကဒုစရိုက်တိဟုသောအပြစ်များကိုနှိပ်တိုင်းဖယ်ရှားပြီးတော့မှခရစ်တို၌အသက်ရှင်ခြင်းခရစ်တို၌စီးကပ်ခြင်းခရစ်တို၌မိငွေခြင်းဖြစ်ပါတယ်။ ရာခရစ်တော်၌စီးကတော်အတ္တတာခရစ်တော်၌တွာလာတော်အတ္တတာဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြထားပါတယ်ဆိုတော့တိတိယုံကြည်သူများကိုဖရာခင်ကသူ၌စီးကနေဖို့အတွက်သူ၌တည်နေဖို့အတွက်အလိုတော်ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုအတီးတီးစေခြင်းနဲ့မင်္ဂလာရှိစေခြင်းနဲ့ကောင်းချီးဖြစ်စေခြင်းနဲ့အထူးသဖြင့်သူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့ဆိုတော့ ကျွန်တော်ရဲ့ခန္ဓာကျွန်တော်ရဲ့စိတ်ဝိညာဉ်အဖြစ်ဘုရားခင်ရဲ့အကုန်လုံးကိုချီးမွမ်းဖို့ဘုရားကိုကိုးစားဖို့ဘုရားခင်ကိုအားကိုးဖို့ရင်တော့တိုက်တွန်းယုံတာမကပဲနဲ့ကျွန်တော်ရဲ့ကိုခန္ဓာအဖြစ်လည်းဘုရားရဲ့ဘုံတို့ကိုထင်စားစေဖို့ရင်တော့ဘုရားခင်လိုလိုရှိတယ်တချို့လူတွေကပြောတယ်ဘုရားခင်ကနှလုံးသားကိုပဲကြည့်တယ်နှလုံးသားကပိုအရေးကြီးတယ်ခန္ဓာပိုင်းကအရေးမကြီးဘူးလို့ပြောလို့ရှိကြပါတယ်ဟုတ်ပါတယ်ဘုရားခင်က လူရဲ့မြင်တာကိုမထောက်ဘူးလူရဲ့အပြင်ပန်းတရာကိုမကြည့်ဘူးအာလူရဲ့နှလုံးသားလူရဲ့စိတ်ဝိညာဉ်လူရဲ့အသွင်နှလုံးသားကိုစိတ်ဝင်စားတဲ့ကြည့်တဲ့ဖျားဖြစ်တယ်ဆိုတော့ဘတ်တော်တဲမှာလည်းဖော်ပြထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့လည်းပဲဒါကဖျားရခင်ကိုစီးကပ်တဲ့အခါဖျားရခင်ကိုကိုးစားတဲ့အခါဖျားရခင်ကိုမျှော်လင့်တဲ့အခါမှာကျွန်တော်ရဲ့နှလုံးသားအကျွမ်းမြင့်နဲ့ကိုးစားမျှော်လင့်ခြင်းယုံကြည်ခြင်းကို အာဖိခိုရာဖြစ်တယ်လို့တင်းနဲ့အဲ့ဒီအတွန်းနှလုံးသားထဲမှာဖယားကိုကိုးစားတော်သူဖယားကိုစီးကပ်တော်သူဖယားကိုချင်းကပ်တော်သူဟာအထဲမှာဖယားကိုကိုးစားတဲ့အကြောင်းဖယားကိုစီးကပ်တဲ့အကြောင်းဖယားကိုနာခံတဲ့အကြောင်းတက်တေကဘယ်မှာထူမလဲဆိုတော့အပြင်းမှာထူလာတာဖြစ်တယ်ဆိုတခိယဆုကတော်ပြောတယ်လူဟာတဲ့စိတ်နှလုံးထဲမှာအပြည့်ရှိတဲ့အတိုင်းနှုတ်မတော်တယ်လို့ပြောတယ် အသွင်းထဲမှာမကောင်းတာရှိရင်မကောင်းတာထွက်လာတယ်။ကောင်းတဲ့အရာရှိရင်ကောင်းတဲ့အရာထွက်လာတာဖြစ်တယ်။ဒါကိုအသီးလို့ခေါ်တယ်။ဆိုတော့ဓမ္မချင်းစာထဲမှာခရစ်တော်ဘုရားကဆက်ပြီးတော့မှကျွန်တော်နှုတ်ဘတ်တော်အဖြစ်ပါပြောလဲဆိုရင်တင်းတို့သည်တင်းတို့ဤကိုယ်အင်္ကာများကိုသူ့ဆက်လက်နဲ့ဖြစ်စေ၍အပြစ်တရားအာမဆက်ကြနေတည်ခြင်းမှာထားမြောက်ရအသက်ရှင်သောသူကဲ့သို့ဖယားသခင်အားကိုကိုဆက်ကြလော့ ယောမဝရစာခန်းကြီး6အပိုင်းငယ်73ထဲမှာအဲ့ဒီလိုရေးထားတာဖြစ်ပါတယ်။ယုံကြည်သူတွေနှလုံးသားကတကယ်ကြီးတယ်မှန်တယ်။သိရင်နှလုံးသားဒီကောင်းစားတဲ့အတိုင်းအရာရာ၌ကောင်းစားစေခြင်းနဲ့ဖရာဖြစ်တယ်။ကျွန်တော်နှလုံးသားကောင်းစားသလိုကျွန်တော်ရဲ့အပြင်ပန်းတရံကျွန်တော်ကိုခန္ဓာပိုင်းဆိုင်ရာမှာလည်းပဲကောင်းတဲ့အရာကိုမြင်စေခြင်းနဲ့ဖရာသူ့ရဲ့ဘုံကိုပြခြင်းနဲ့ဖရာဖြစ်တယ်။ ျွန်တော်တို့အားဖြင့်လူလူချင်းကိုဖရာရဲ့ပုံတော်ဖရာရဲ့ပုံတက်တည်ပြဖို့ရင်တည်းတင်းနဲ့ကျွန်တော်ကိုအလိုတော်ရှိတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီနေ့ချစ်တော်ညီကောင်မမများကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာသူစီရဲ့လက်နဲ့ဖြစ်စေပြီးတော့မှစာတမာနကိုမဆက်ကြနိုင်တဲ့အပြစ်တရားကိုမဆက်ကြနိုင်တဲ့တေချင်းမှထောင်မြောက်၍အသက်ရှင်တော်သူကဲ့သို့လို့ပြောတယ်တေချင်းမှထောင်မြောက်၍အသက်ရှင်တော်သူကဲ့သို့ဆိုတာ တေချင်းဆိုတာအပြစ်အခကြောင့်တေရတာဟုတ်တယ်အပြစ်တရားမကောင်းတဲ့သူစိတ်မဖြောက်မချင်းအဲ့ဒီအရာတွေကျွန်တော်လုံးဝလက်ဝါးကတိုင်ပေါ်မှာအတေတပ်ပြီးမှခရစ်တော်နဲ့အတ္တတော်အတ္တခရစ်တော်နဲ့စင်တန်နေတဲ့အတ္တခရစ်တော်နဲ့ထားမြောက်တော်အတ္တဆိုအတ္တတော်အတ္တခရစ်တော်နဲ့အသက်ရှင်နေတဲ့အတ္တကိုထားမြောက်တော်အတ္တလို့ခေါ်တယ်ခရစ်တော်နီးသူကျင့်တော်သူဒါကို မြောက်တော်အသက်တာလို့ခေါ်တယ်ခရစ်တော်၌ထမြောက်တော်သူအသက်ရှင်တော်သူကဲ့သို့တခင်ဖျားအားကိုကိုဆက်ကြလို့တိတ်ကြေးကြည့်တယ်နော်ချစ်တော်ကြီးကောင်မောင်နှမများအားပေးခြင်းနဲ့ဒီနေ့ယုံကြည်သူတွေကနှလုံးသားနဲ့ဘုရားကိုကိုးစားရင်ရပြီလို့ပြောလိုက်ရှိကြတယ်တိတ်မှန်တဲ့စကားဟုတ်တယ်ဒါပေမဲ့တင့်ရဲ့အထင်းမှာခရစ်တော်ကိုယရခရစ်တော်ကိုယုံကြည်ရယ်ကိုးစားရယ်နာခံရယ်ဆိုတဲ့အရာကိုတင့်ရဲ့ ကိုယ်ခန္ဓာထဲမှာလည်းထင်ရှားလာဖို့ရင်အတွက်တိတ်အရေးကြီးတာဖြစ်ပါတယ်။ဒီနေ့နှုတ်ဘတ်တို့ပြောတယ်။တင်တို့ရဲ့ကိုယ်အင်္ဂါများကိုဒုစရိုက်လက်နဲ့မဖြစ်ပါစေနဲ့။ဒုစရိုက်ဆိုမကောင်းတဲ့အရာ။ကျွန်တော်ရဲ့ကိုယ်ခန္ဓာအခုဘယ်ရောက်နေသလဲ။နောက်နှလုံးသားနဲ့ပြည့်ကိုတန်းသာပါလေဆိုပြီးတော့မှတစ်ချိန်လုံးကျွန်တော်တို့ရဲ့နော်မကောင်းတဲ့နေရာတွေမှာကျွန်တော်တို့ရှိနေမယ်ရောက်နေမယ်ဆိုတာဟုတ်ရဲ့လား။ နှလုံးသားကတန့်ရှင်းတယ်ဆိုတန့်ရှင်းတဲ့နေရာကိုတန်းတာတန့်ရှင်းတဲ့နေရာကိုတွားချက်တယ်ကောင်းတဲ့နေရာကိုတွေးနေတယ်ကောင်းတဲ့နေရာကိုစဉ်းစားနေဆိုအဲ့ဒီကောင်းတဲ့နေရာကိုတွားချက်တာပဲကျွန်တော်နှလုံးသားကဖယားကိုတန်းတာတယ်ဆိုရင်ဖယားရှိတယ်ဖယားကိုစားတယ်ဖယားကိုကိုရဲ့ရပ်ကိုတန်းတာတာပဲဆလန်ဆာတာဝိကတော့ထဲမှာသူရှိတဲ့အခါမှာပိတ်မှန်တော့ကိုသူလွန်ဆော့တယ်ပြေးပြေးလွန်နေတဲ့အချိန်သူကတော့ပြေးလွန်နေရလို့တော့ထဲမှာရောက်တော့တာ အဲ့ဒီချိန်မှာပြင်လင်းသူ့ရဲ့နှလုံးသားကဘာဘာကိုတန်းတာလဲသူ့အထဲမှာဖယားကိုတန်းတာလားဆာငတ်တာသူ့ကိုခန္ဓာကတို့အထဲမှာလေအခုရန်သူကြောက်ပြင်းနေရတာသူ့တားလိုက်လို့ပြင်းနေရတာဒါပေမဲ့သူ့ရဲ့နှလုံးသားကဘာကိုတန်းတာလဲဖယားရခင်ပိတ်မှန်တော်မှာဖယားကိုချီးမောင်းကိုကိုယ်ဝတ်ပြုတဲ့အရာကိုတန်းတာလေတိကိုခန္ဓာကြီးသူ့ရဲ့အဲ့ဒီပြင်းမှန်တော်ထဲမှာရှိနေစေချင်တာရှိနေစေချင်တာ ဲ့တော့ချစ်တော်မြတ်ကောင်မမတွေဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်ကိုခန္ဓာထဲမှာဖျားဖို့ထင်စားဖို့အတွက်ကျွန်တော်ရှိတဲ့နေရာအရေးကြီးတယ်နော်။ဒါကြောင့်ဆလံတစ်မှာပြောလေ။မတရားတော်သူတို့တိုက်တွန်းခြင်းတော့မလိုက်နဲ့။လူဆိုးတို့လမ်းတွေမရမနေနဲ့။မထီမဲ့မြင်ပြသူတို့အစည်းအဝေးမှာမထိုင်နဲ့တဲ့။မထိုင်နဲ့။ဒါကျွန်တော်ကိုခန္ဓာမဟုတ်ဘူးလား။ ကျွန်တော်နှလုံးသားတန့်ရှင်းတယ်ကျွန်တော်နှလုံးသားဒီဖရာကိုချစ်တယ်တန့်ရှင်းတော့ဖရာကိုစာငတ်တယ်ဆိုရင်ကျွန်တော်ကိုခန္ဓာဒီလဲထိုအရက်ကိုရောက်သွားဖို့ထိုအရက်ကိုကျွန်တော်သွားနေတာပဲသွားနေဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်ကိုခန္ဓာအားဖြင့်တော့ဖရာရဲ့ဘုံထင်စားတဲ့အရင်မှာရှိနေဖို့အရေးကြီးတယ်တင်တို့ရဲ့ကိုခန္ဓာကိုသူ့စိတ်ကိုမအားကြနဲ့ဟာဒီနေ့တော့ ်တင့်တတကိုစဉ်းစားပါဆင်ခြင်ပါတဲ့ရဲ့ကိုခန္ဓာနဲ့ဖရာရဲ့နိုင်ငံတော်အတွက်ဘလောက်ဖြစ်ဆက်ကပ်တယ်ဖရာအတွက်ဘလောက်ပါဝန်တယ်အလုံးငွေနဲ့ပဲเนาะစံစာထဲမှာစိုက်တိအတိုင်းကြီးရမယ်ခင်ဗျာပတ်စံပြင်ပတ်စံလာမယ်ကိုခန္ဓာတစ်ချိန်လုံးမကြမ်းမှာဖြစ်နေတယ်ဘာကြောင့်လဲစဉ်းစားပါ တဲ့ကိုခန္ဓာတိဖျားရဲ့အိမ်တော်မှာအမှုဌာနလို့ချင်တာဖျားကတာကိုလည်းလို့ချင်တာဘာလို့ဆိုလောကမှာတက်ရှင်တဲ့ခါမှာတိကိုခန္ဓာနဲ့ကိန်းကွာလို့မှမရတာကိုကိန်းကိုကိန်းကွာလို့မရဘူးဒါကြောင့်တဲ့ကိုခန္ဓာတိဖျားရဲ့ဘုံတော်အတဖျားရခင်နိုင်ငံတော်အတအလုံးလို့ဖို့ရေးကြည့်တယ်နော်တချင်လုံးကိုရဲ့အိမ်အမှုကြီးပဲအချင်းကုန်နေတလားပြန်စင်းစားရအောင်နော်ချစ်တော်ညီကောင်မများဧဝံဂေလိအတတဲ့ကိုခန္ဓာတဲ့အစွမ်းပန်သားတွေ ဘာတော့တုံးလဲပစာမဲ့တစ်ချိန်လုံးပါဝင်နေဖို့ရင်အတွက်မပြောချင်ဘူးကျွန်တော်တို့အစွမ်းပန်းတာဘုရားအလိုလိုရှိပါတယ်ဒါပေမဲ့တင်းရဲ့ကိုယ်ခန္ဓာကိုယ်လည်းအလိုရှိတယ်နော်တင်းရှိတဲ့အရာမှာတင်းပါဝင်နေတဲ့အတင်းတော်မှာတင်းရဲ့ကိုယ်ခန္ဓာအားဖြင့်ဘုရားရဲ့နိုင်ငံတော်ဘုရားရဲ့ဘုန်းတော်အတွက်တင်းရဲ့ကိုယ်ခန္ဓာကိုဘယ်လိုဆက်ကပ်ပြီးပြလဲတင်းရဲ့ home ဆဲဒီအတွက်စွတောင်းပွဲဒီအတွက် ာသနာအတော့ဧဝံဂေလိအတော့တင့်ရဲ့ကိုခန္ဓာတင့်ရဲ့နော်တဆွမှုနဲ့လောက်အားနဲ့ပါဝင်ပြီးပြီလားရေးကြည့်တယ်တနင်္ဂနွေနေ့မှာတင့်ရဲ့ကိုခန္ဓာဖျားခင်ပြိမှန်တော့တဲ့ကိုခေါ်လာတယ်လားယူလာတယ်လားလာခဲ့တယ်လားဒါကပါလဲဆိုတော့ဖယားတခင်ရဲ့အိမ်တော်မှာရှိနေခြင်းဟာမင်္ဂလာရှိတယ်တာဝိကစိတ်တမ်းတော်ရမယ်ချိန်မှာစိတ်တမ်းမတော်ဘဲနဲ့နောက်တမ်းမှာ နေတဲ့အခါမှာပါသစေဘနဲ့တွေ့ပြီးတော့ပြင်မချင်းရှိတယ်။ဒီနေ့ယုံကြည်သူဖြစ်ပြီးတော့မှသူများဖျားကိုကိုယ်နေတဲ့ချိန်ဝတ်ပြုတ်နေတဲ့ချိန်မှာအိမ်မှာနှတ်နေတခြားမှာရောက်နေပါသစေဘထဆိုးတဲ့လူနဲ့တွေ့ကောင်းတွေ့နိုင်နေတော့တင်းရဲ့ကိုခန္ဓာကိုဖျားရခင်ရဲ့ဖျားရခင်ကိုဆက်ကပ်ပါတဲ့ဖျားရခင်နိုင် အနမရယောမခန်းကြီး66မှာဆိုပါသပြုံးလဲဆိုအကျဉ်တူရဲ့ဌာနအစေခံကျွန်ဖြစ်ခြင်းကတင်တို့ဝန်၍အစေခံဒီထောတူတီတေချင်းနဲ့ရှင်တော်အပြစ်တရားဖြစ်စေဖြောင်းမရာတို့ရောက်ချင်းနဲ့ရှင်တော်နားထောင်ချင်းတရားဖြစ်စေတေနို့ဤတခင် ဖြစ်ဒီကိုမတိကြသလိုကဲအကျဉ်တူရဲ့ဌာနအစေခံကျွန်ဖြစ်ခြင်းကတင်တို့ဝန်၍အစေခံဒီထောတူတီတေချင်းနဲ့ရှင်တော်အပြစ်တရားဖြစ်စေ အတိတ်ပဲကဆိုပါစို့တည်တည့်ကိုခန္ဓာသည်တဆုံပြောက်တော့သူတင်းတော့ဘာလို့ night club တို့မယုံကြည်သူစုဝေးတဲ့နေရာတို့အရက်တောက်တဲ့ဖဲရက်တဲ့နေရာတို့ game ဆိုတဲ့နေရာတို့တည်ရဲ့ကိုခန္ဓာကိုယူသွားပြီးတော့မှဝန်သွားတယ်ဆိုရင်တဲ့အဲ့ဒီနေရာမှာတင်ဒီအစေခံတော်သူဖြစ်တယ်တဲ့တည်ရဲ့ကိုခန္ဓာကိုတော့အတ်တော်သူဖြစ်တယ် ဒီနေ့ကျွန်တော်တို့ရဲ့ကိုခန္ဓာပဲမှာအနိစ္စတလေပဲမှာခိုသွားကြတလေပါရီလုံးနေကြတလေတခင်ဘုရားစိတ်ဝန်စားတယ်နော်တခင်ဘုရားစိတ်ဝန်စားတယ်ဖြောင်းမချင်းတရားဖြောင်းမရတော့ရောက်ချင်းနဲ့ရှင်တို့နားထောင်ချင်းတရားဖြစ်စေသင်တို့တခင်ဖြစ်တယ်တင်ဘုရားကြောင့်ကိုတော်ပြီးတော့မှဖြောင်းမချင်းတရားနဲ့ရှင်တို့အရာကိုသင်နားတော်နားထောင်လေဆိုရင်လေအဲ့ဒီဖြောင်းမချင်းတရားရဲ့အစေခံကြုံဖြစ်တယ်အပြစ်တရားရဲ့ နော်မကောင်းတဲ့သူစိတ်ဒီစုဝေးတဲ့နေရာကိုတင်ရောက်တော့တဲ့ဆန်အဲ့ဒီအဲ့ဒီနေရာတည်တင်းရဲ့ကြုံခံရနေရာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဖယားသခင်ကိုစက္ကရာဖယားသခင်ကိုပေးတို့ပေးရအောင်။ဘာကြောင့်လဲ?တစ်ကိုအခန်းကြီး6အပိုင်း20ထဲမှာဒီလိုရေးထားတယ်။တင်တို့ဒီအဖိုးနဲ့ဝေတော်မူသောသူဖြစ်သောကြောင့်ဖယားသခင်ပိုင်တော်မူသောတင်တို့ဤကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်အားဖြင့်ဖယားရဲ့ကုံတော်ကိုထင်ရှားစေကြပါ။ ။ဘာလို့တောင်းတာလဲ။သင်တို့ဟာအဖိုးနဲ့ဝေတော်မူတာ။ဖခင်ရဲ့ခင်ဗျာတခေစုခရစ်တော်ဖခင်ကသူ့ရဲ့အသက်နဲ့ယင်းပြီးတော့မှတံပိုးကြီးကြီးပေးပြီးတော့မှတင့်ရဲ့ကိုခန္တာစိတ်ဝိညာဉ်။နောက်ကိုခန္တာစိတ်ဝိညာဉ်ကျွန်တော်ဝိညာဉ်တစ်ခုထဲပဲကယ်တော်မဟုတ်ဘူး။ကျွန်တော်ရဲ့ကိုခန္တာအတွက်လည်းပဲသူ့ရဲ့ကိုခန္တာကအသက်ဆက်သေးပြီးတော့မှရွေးဝေထားတော်မူသောကြောင့်လေရွေးဝေထားသောကြောင့် ျွန်တော်တို့ကိုယ်ခန္ဓာကိုကျွန်တော်တို့မပိုင်ဘူးဘယ်သူပိုင်လဲဖခင်ပိုင်တာယုံကြည်သူတွေကိုယ်ခန္ဓာကိုပိုင်တာပဲလို့ပြောလို့ရှိတယ်မဟုတ်ဘူးကျွန်တော်တို့မပိုင်ဘူးဘယ်သူပိုင်လဲဖခင်ပိုင်တာတင်ပိုင်ပစ္စည်းမဟုတ်ဘူးတင်ရဲ့ပိုင်ပစ္စည်းမဟုတ်တဲ့တော့တင်ကြိုက်တယ်လို့ယူသွားလို့မရကြိုက်တယ်လို့လုပ်လို့မရကြိုက်တော့လုပ်လို့မရနော်ဒီနေ့မွေးစေဝါတုံးရင်မွေးစေဝါကတင်ရဲ့ကိုယ်ခန္ဓာကိုဖျက်ဆီးမှာပဲဒါကြောင့်ဖျားရခင်ကဒါရီမဖျက်ဆီးခြင်းလို့ တန်ဖိုးရှိတဲ့သူ့ရဲ့ဝိညာဉ်ပေးထားတဲ့ကျွန်တို့ခြင်းဝင်နေတဲ့တန်ရှင်တော်ဝိညာဉ်တွေပြိမှန်တော်ကိုမဖြစ်စည်းစေခြင်းလို့ဖယားကသူ့ရဲ့ပြိမှန်တော်မှာသူ့ရဲ့အိမ်တော်မှာသူရှိတဲ့သူနှစ်သက်တဲ့နေရာမှာအသက်ရှင်ဖို့ရန်အတွက်မှာသာခြင်းဖြစ်တယ်။ကိုခန္ဓာကိုဖယားရခင်ကိုဆက်ကပ်ဖို့ကျွန်တို့ရဲ့ကိုခန္ဓာစိတ်ဝိညာဉ်၃ပါးလုံးပါလာတယ်နော်။ ဝိညာဉ်แท้ကိုပဲမဟုတ်ဘူးကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်အဖြစ်ဖျားရခြင်းရဲ့ကုံတော်ကိုထင်ရှားစေကြလောဒီနေ့တင်ရပြောဆိုခြင်းဒီတင်ရနေထိုင်တော်လာတဲ့နေရာဒီတင်သွေးကိုစဉ်းစားနေတဲ့အရာပြောနေတဲ့အရာဒီအလုံးဟာတခင်ပြရဲ့ဘုံတော်တခင်ပြရဲ့ကုံတော်အသက်ဖြစ်နေသလားနေတိုင်းပြန်လဲဆင်ခြင်ကြရအောင်ဒီနေ့ညောင်များစွာသောယုံကြည်သူလို့ခေါ်တဲ့ခရိယန်ဒီဟာခရိယန်ဒီဟာ အပြောလဲမကောင်းဘူးမပြောတတ်တာမဟုတ်ဘူးပြောတတ်တယ်လို့ပြောတာမပြင်းစင်ဘူးမတိတ်တာမဟုတ်ဘူးတိတ်တယ်တတိမပြူဘူးနေချင်းတယ်လို့နေတယ်ဖြစ်ချင်းတယ်လို့ဖြစ်တယ်ပြောချင်းတယ်လို့ပြောတယ်ချိန်လိုက်ရင်တနည်းတနည်းနေမှာတော့ကောင်းကောင်းဝတ်စားပြီးဖျားချောင်းတော့ကြတာပဲဒါပေမဲ့စကားပြောလိုက်တဲ့ခါမှာ ပြုတ်ငုံလိုက်တဲ့အခါလှုပ်ဆောင်လိုက်တဲ့အခါမှာတော့ဘာပုံတည်းတည်မှမရှိတဲ့အတ္တတာတီဒီနေ့သူ့ဇယရဲ့လက်နဲ့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီစင်ကြေဖို့ရတဲ့အမတ္တမ အရေးကြီးတယ်လို့ချစ်တော်ညီကောင်မများကိုအားပေးချင်ပါတယ်။ဘုရားရဲ့ကုံတော်ဘုရားရဲ့ပုံတော်ကိုထင်ရှားစေကြရအောင်။ဖိလိပ္ပိအခန်းကြီး30ထဲမှာအဘယ်တို့ညီဟူမူကငါသည်အလင်းဆက်ကြောက်ခြင်းမရှိရဲရင်ခြင်းနဲ့ပြည့်စုံရအသက်ရှင်သည်ဖြစ်စေတည်သည်ဖြစ်စေငါကိုခန္ဓာ၌ခရစ်တော်သည်အစင်မပြတ်ကုံအတည်ထင်ရှားတော်မူတဲ့ကဲ့သို့ယခုပင် ထင်စားတော်မူမီဟုငါမျိုးလဲအားကြီး၍တောင်းတသည်နှင့်ညီတင်တို့ဆုတောင်းသည်ဖြစ်၎င်းယေရှုခရစ်၏ဝိညာဉ်မှသာသဖြင့်၎င်းဤအကြောင်းအရာသည်ငါကိုကယ်တင်သောအကြောင်းအရာဖြစ်မည်ဟုငါသိ၏ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်သည်တေလင်မူကသာ၍အကျိုးရှိ၏ဟာလေလုယရှင်ဘောလူကမကြောင်လဲဆိုရင်ငါ ငါဆက်ကြောက်ခြင်းမရှိဘူးရဲရင်ချင်းနဲ့ပြည်စုံဒီဖြစ်စေတဲ့တေးဒီဖြစ်စေတဲ့ငါကိုခန္ဓာ၌ခရစ်တော်သည်အစင်မပြတ်ကုန်အတည်ထင်စားစေတော်မူတကယ်တို့ပြောတယ်သူရဲ့ကိုခန္ဓာအဖြစ်တော့ခရစ်တော်အစင်မပြတ်ကုန်အတည်ထင်စားတယ် make sure တဲ့နတတမယောတင်ရဲ့ကိုခန္ဓာအသက်ရှင်လုဆောင်မှုအဖြစ်ဖရာရခင်ရဲ့ဂုံတော်သင်္ဆာရဲ့လားဖရာရခင်ရဲ့ဘုံတော်သင်္ဆာရဲ့လားဆိုတာကိုပြန်လဲစင်ချင်းနှလုံးသွင်းဖို့ရာနေစဉ်အတ္တပါကိုပြန်လဲစဉ်းစားစင်ချင်းရင်ကျွန်တော်ရဲ့ကိုခန္ဓာကိုသူ့ရဲ့လက်နဲ့မဖြစ်စေဘဲဖရာရခင်အား ဆက်ကကြပါစို့လို့တိုက်တွန်းလို့ဆိုပါတယ်အရောက်တိုင်းပြင်ဆင်၍ဘုရားရှင်ရဲ့ဘုံတော်ဘုရားရှင်ကုံတော်ကိုသင်စားစေတော်သူများဖြစ်ကြပါစို့အရောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ